ွန်ခဲ့တဲ့နှစ်ပေါင်း၄ရာတုန်းကကြောက်တိုင်းပြည်ရဲ့ဒေသအဆင့်ချင်းကျန်သူတိုင်းကိုရှယ်မင်တောင်ကြားအပြင်ဘက်မှာစုဝေးရမယ်ဆိုပြီးတန်တမန်လင်ကြီးကအမိန့်ထုတ်ပြန်ခဲ့ပူပါတယ်။အကြောင်းရင်းကတော့အဆင့်သုံးကြောက်တိုင်းပြည်ကိုအဆင့်လေးတိုင်းပြည်အဖြစ်သို့တိုးမြင့်ပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။တိုင်းပြည်တစ်ခုမှာလူတွေကဒေသချင်းကျန်ချင်းအဆင့်ထိပဲရှိသေးရင်အဆင့်သုံးတိုင်းပြည်လို့သတ်မှတ်နိုင်ပြီးအဆင့်လေးကိုရောက်ချင်ရင်တော့အနည်းဆုံးစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းကိုရောက်ရှိနေပြီဖြစ်တဲ့လူတစ်ယောက်လောက်တော့ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်တရီတာအဆင့်ကျင့်ကြံသူတွေကမှအရေးချင်းရှိတဲ့လူတွေကိုစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းအဆင့်ကိုကျင့်ကြံလို့ရနိုင်စေမယ်အစည်းအဝေးတစ်ခုချမှတ်ထားကြောင်းရှင်းပြလိုက်တဲ့အခါမှာတော့အောက်ဖက်ကလူတွေလည်းသူတို့များဖြစ်လာနိုင်မလားဆိုပြီးမျှော်လင့်ချက်အိမ်မက်တွေဖြစ်ပေါ်လာခဲ့ပါတယ် ဘလိုမျိုးစိတ်ဝိညာဉ်ဖန်တီးခြင်းအစီအစဉ်ကြီးကိုပြောတာပါလဲဆိုပြီးဖြောင်းနှံจิตကမေးတဲ့အခါမှာတော့ကြောက်တိုင်းပြီမှာရှိနေတဲ့တာမန်လူသားတွေစီကနေဝိညာဉ်အမြင့်ကိုထုတ်ယူပြီးအသုံးပြုမယ်ဆိုရင်ကြင်ကြံမှုလည်းပုံမမြန်ဆန်းလာနိုင်တယ်လို့အချိန်တိုလေးအတွင်းမှာပဲစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းအဆင့်ကိုလည်းရောက်ရှိသွားနိုင်ကြောင်းရှင်းပြလိုက်ပါတယ်။စိတ်မှန်မှုကြင်ကြံခြင်းလောကရဲ့စည်းမျဉ်းတွေအရာကြင်ကြံသူတွေဟာတာမန်လူသားတွေရဲ့ကိစ္စထဲကိုဝင်ရောက်ဆက်ဖက်လို့မရနိုင်တဲ့အတွက်တန်တမန်လင်ကြီးရဲ့စကားကိုကြားတဲ့အခါမှာတော့တရေသားအဆင့်တွေလည်းတယောက်နဲ့တယောက်တီးတိုးဆွေးနွေးနေကြပါတယ်။ ကိစ္စတွေလည်းအစင်တင်ဖြစ်နေပြီမို့မင်းတို့တွေတဲကနေဘသူကများဦးစီးဦးဆောင် ပြုမလဲဆိုပြီးမေးတဲ့အခါဖြောင်းတန်းချစ်ကစကားဖြတ်ပြောလိုက်ပါတယ်။ဝိညာဉ်မြင်မရှိတော့ဘူးဆိုရင်တာမန်လူသားတွေကကြင်ကြံလို့မရနိုင်တော့တာကြောင့်သူတို့တဲကနေဂိုင်းသားအစ်တွေလည်းရလာနိုင်တော့မှာမဟုတ်တဲ့အတွက်ကြောက်တိုင်းပြည်ရဲ့ကြင်ကြံခြင်းလောကကြီးဟာမျိုးဆက်ပြတ်သွားနိုင်ကြောင်းဖြောင်းတန်းချစ်ကတင်ပြနေခဲ့ပါတယ်။ထန်းဟော်ယွန်ကလွယ်ပြီးလူတိုင်းမှလည်းဒီလိုတွေးမျိုးရှိနေကြတဲ့အတွက်တိတိကျကျပြန်လဲစဉ်းစားပေးပါအောင်ဆိုပြီးတန်တမန်လင်ဤထံကိုအဆိုပြုလိုက်ကြပါတယ်။ ီစကားကိုကြားတဲ့အခါမှာတော့ဒေါသထွက်သွားတဲ့တန်တမန်လင်ကြီးကလည်းလူတိုင်းကိုအရှိန်အဝါနဲ့ဖိနှိပ်ထားလိုက်ချိန်မှာပဲထန်းဟော့ယွန်ကရှေ့ထွက်လာပြီးပြန်စင်းစားရမယ့်လူကမင်းတို့တွေသာဖြစ်ကြောင်းပြောလိုက်ပါတယ်။တကယ်လို့ကြောက်တိုင်းပြည်ကသာအစင်လေတိုင်းပြည်တစ်ခုဖြစ်လာခဲ့ရင်အရင်မြစ်တွေလည်းအများကြီးရလာနိုင်မှာဖြစ်လို့အဲ့ဒီအချိန်ကိုရောက်တဲ့အခါကျရင်တာမန်လူသားတွေစီကိုဝိညာဉ်မြစ်တွေနဲ့ဝိညာဉ်ဆွမ်းအားတွေကိုပြန်ပေးမှမို့မျိုးဆက်ပြတ်မှမဟုတ်ဘူးဆိုပြီးရှင်းပြနေခဲ့ပါတယ်။ ဒီကိစ္စအတွက်တော့စိုးရိမ်နေစရာမလိုအပ်တယ်လို့ထမ်းမိသားစုဆိုတာကလည်းကြောက်တိုင်းပြည်ထဲမှာထိတ်တိမိသားစုကြီးဖြစ်နေခဲ့တဲ့အပြင်ထမ်းမိသားစုထဲမှာဆိုရင်အရေးချင်းရှိတဲ့တပည့်တွေအများပြားရှိနေခဲ့တယ်လို့အမျိုးသမီးတပည့်တွေကိုလည်းအခြားကိုင်းကတပည့်တွေနဲ့လက်ထပ်ပေးထားတာဖြစ်လို့နေရာတိုင်းမှာသူတို့ထမ်းမိသားစုဝင်တွေရှိနေပြီဖြစ်ကြောင်းတန်တမန်လင်ကြီးကိုရှင်းပြပေးနေခဲ့ပါတယ် ဝိညာဉ်တို့အစီရင်တဲ့လူလုံးဝိညာဉ်သွေးကြောတွေကိုသူတို့ထမ်းမိသားစုဘက်ကအမြန်ဆုံးဖွဲ့စည်းပေးနိုင်တာဖြစ်လို့ဒီကိစ္စကိုထမ်းမိသားစုစီအပ်လိုက်တာကအကောင်းဆုံးဖြစ်ကြောင်းထန်းဟော့ယွန်ကပြောတဲ့အခါမှာတော့တန်တမန်လင်ကြီးလည်းချက်ချင်းဆိုသလိုသဘောတူလိုက်ပြီးဝိညာဉ်တို့အစီရင်ပါတဲ့ကြောက်စိမ့်ပြတစ်ခုကိုထုတ်ပေးလိုက်ပါတယ် ထမ်းမိသားစုဘက်ကနေအစီရင်ကြီးကိုပြီးမြောက်အောင်လုပ်ပေးမယ်ဆိုရင်ထမ်းမိသားစုတွေကလူတစ်ယောက်ကိုရွေးချယ်ပေးမှဖြစ်တယ်လို့စိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းအဆင့်ကိုလည်းကြင်ကြံလို့ရနိုင်အောင်လုပ်ပေးမယ်ဆိုပြီးပြောလိုက်တာကြောင့်ထမ်းဟွန်ယွန်ဘက်ကလည်းအမအရွေးမရှိစေရပါဘူးဆိုပြီးဂရိပေးလိုက်ပါတယ်။အတိုက်ခံလုပ်ခဲ့တဲ့ဖြောင်းတဲ့ကြစ်ကိုတော့အပြစ်ပေးတဲ့အနေနဲ့တပည့်တွေကိုနေမြေပြင်ပစစ်မြေပြင်တဲကိုဒီတစ်ခေါက်မှတော့ဝင်ခွင့်မပြုတော့တယ်လို့ထမ်းမိသားစုကဝိညာဉ်တို့အစီရင်ကြီးကိုဖွဲ့စည်းနေတဲ့အချိန်ကိုရောက်ရင်လေသူ့ဘက်ကနေအစွမ်းကုန်တုံပြီးကူညီပေးရမယ်လို့တန်တမန်လင်ကြီးကအမိန့်ပေးလိုက်ပါတော့တယ်။ ဒါကြောင့်ပဲလက်ရှိအချိန်မှာဝလင်းရဲ့အသေးသက်တိုက်ကွက်ကိုဖြောင်းနှံကြစ်ကဝင်ရောက်တားဆီးခဲ့တာပဲဖြစ်ပါတယ်။ထန်းဟော့ယွန်ကတော့သူတရင်ဖြောင်းနှံကြစ်လေဒုက္ခရောက်မှမို့အစွမ်းကုန်ကာကွယ်ပေးရမယ်ဆိုပြီးပြောတဲ့အခါအကူကြီးရောက်လာပေမဲ့တကယ်ရောကာကွယ်ပေးနိုင်မှာလားဆိုပြီးဝလင်းကဖြတ်မိလိုက်ပါတယ်။ဒီစကားကိုကြားတဲ့အခါဝလင်းဆိုတာရှင်မင်းတောင်ကြားအပြင်ဘက်မှာအုံမြင့်တိဆောက်ချင်းအစ်စ်နဲ့ပွဲချမ်းသွားခဲ့တဲ့ဝလင်းဖြစ်မှန်သိလိုက်ရတာကြောင့်ဖြောင်းနှံကြစ်တယောက်အံ့အားသင့်နေချိန်မှာပဲဝလင်းဘက်ကနေစိတ်ဝိညာဉ်တိုက်ခိုက်မှုနဲ့စတင်တိုက်ခိုက်လာခဲ့ပါပြီ။ ဖြောင်းတန်ကျစ်ကလည်းရေဒနာလက်နက်နှစ်ခုကိုအမြန်ထုတ်ယူလိုက်ပြီးတိုက်ခိုက်မှုကိုတားဆီးထားလိုက်သလိုဝိညာဉ်ဆွမ်းအားထက်ဖြစ်ပြီး၄ခုအထိခွဲခြမ်းပစ်လိုက်ပါတယ်။ကြီးနယ်ပယ်ကိုဖျက်ဆီးလိုက်နိုင်တာဖြစ်လို့ထိတ်တိုက်ရင်မဆိုင်ပဲရေဒနာလက်နက်တွေကိုအမြန်ဆုံးရှောင်တိန်နေရင်ဖြောင်းတန်ကျစ်ရဲ့အားနည်းချက်ကိုရှာဖွေနေခဲ့သလိုလေထဲခုန်တက်လာခဲ့ပြီးဝိညာဉ်ဆွမ်းအားနဲ့တိုက်ခိုက်ကြည့်လိုက်သလိုဒါမြင့်အလံကိုလည်းထုတ်ယူလိုက်ပါတော့တယ်။ငကနဲ့အစီရင်ဖြစ်ပေါ်လာတာနဲ့ငကားဝိညာဉ်တွေထွက်ပေါ်လာခဲ့တဲ့အတွက်ဖြောင်းတန်ကျစ်ကလည်းတရေသားခန္ဓာကိုယ်ကြီးကိုပြန်ပြီးထုတ်ဖော်လိုက်ပါပြီ။ နဂါဝိညာဉ်လေးခုကရစ်ပတ်ဖြစ်စည်းဖို့စ조사ကြတဲ့အခါသူတို့တဲကတကောင်ကိုဖမ်းဆုပ်လိုက်ပြီးဖြစ်ညစ်ကဖြစ်စည်းပစ်လိုက်တာကြောင့်ဝလင်းဘက်ကအရင်ဆုံးတန်ရာရရှိသွားခဲ့ပါတယ်။လက်တင်ဂီတာပြောင်းလဲလိုက်ပြီးအစီရင်ဆွမ်းအားနဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုကြီးနယ်ပယ်တို့ကိုပေါင်းစည်းထားတဲ့အနီရောက်လျက်စီးနဲ့တိုက်ခိုက်လိုက်ချိန်မှာတော့တဒေတာခန္ဓာကိုယ်ကြီးကပောက်ကွဲသွားခဲ့တယ်လို့ဖြောင်းတန်ကြည့်လေတန်ရာရကလွင့်ထွက်သွားခဲ့ပါတော့တယ်။ အခုချိန်ထိမတည်သေးဘူးလားဆိုပြီးအသီးစိတ်ပင်လေတဲ့ကနေဖန်တီးလိုက်တဲ့ဓာကြီးတစ်ချောင်းနဲ့တက်ဖြက်ဖြစ်ဖို့ကြိုးစားလိုက်ပေမဲ့လည်းဖြောင်းတန်းချစ်ကရေဒနာလက်နဲ့တွင်နဲ့ကာကွယ်ထားနိုင်ခဲ့ပြန်ပါတယ်တိုက်ကွက်တကွက်ကိုခုခံထားနိုင်ခဲ့တာဖြစ်လို့ဖြောင်းတန်းချစ်ဆိုတဲ့လူကကြောက်တိုင်းပြည်ကြီးရဲ့ထိတ်တိချင်းကျန်သူအကျော်မော်တယောက်ဖြစ်တယ်ဆိုတာဝလင်းကလက်ခံလိုက်တယ်လို့ဘဲချိန်ထိစက်တောင့်ခံနေအောင်မှလဲဆိုတာသိချင်မိတယ်ဆိုပြီးဝိညာဉ်ဆွမ်းအားကိုလည်းတိုးမြင့်လိုက်ပါတယ်။တန်နမန်လင်းကြီးရဲ့ဝင်ရှုံးမှုကြောင့်ကြောက်တိုင်းပြည်ရဲ့ချင်းကျန်ခြင်းလောကဟာစတင်ပျက်စီးနေခဲ့ပြီဖြစ်တယ်လို့ ။တာမန်လူသားတွေဆိုရင်လည်းယောဂဆိုးတွေဖြစ်ပွားပြီးဒုက္ခရောက်နေကြရပါတယ်။ဒီရာတွေအားလုံးကို ဖြောင်းနှံကြစ်လေတရှိနေခဲ့တယ်လို့မလို့ချင်ပေမဲ့လည်းရွှန်တောက်ကိုင်းနဲ့အကြက်ကင်ထားတာဖြစ်လို့ဖီဆန်လို့လည်းမရနိုင်ခဲ့ပါဘူး။မကောင်းမှုကိုသိနေခဲ့ပေမဲ့ဘာကူမှမတက်နိုင်ပဲကူညီပေးနေရတဲ့သူ့ဘဝကိုတွေးနေမိခဲ့တယ်လို့ဝန်လင်းရဲ့တိုက်ခိုက်မှုကိုလည်းတောက်မခံနိုင်တော့တဲ့အချိန်မှာပဲလေဟာနယ်ကိုဆွဲခွဲပြီးလက်ကြီးတစ်ဖက်ကထွက်ပေါ်လာခဲ့ပါပြီ။ သူတို့ရဲ့မျက်စိရှိမှပဲစွမ်းအင်လက်ကြီးကဝလင်းရဲ့တိုက်ခိုက်မှုကိုစုပ်ကင်ချင်မောပြစ်လိုက်တယ်လို့အထက်ကနေအလင်းတိုင်တစ်ခုဆင်းသက်လာခဲ့ပြီးတန်တမန်လင်ကြီးလည်းရောက်ရှိလာခဲ့ပါတယ်။သူရဲ့နှစ်ပေါင်းတရာအစီစဉ်ကြီးကိုဖျက်ဆီးခဲ့တာကြောင့်ဝလင်းကတည်တင့်ပေမဲ့ထန်းနီပဒီစေးကိုပေးအပ်မယ်ဆိုရင်တော့အသက်ချမ်းသာပေးမှဖြစ်တဲ့အပြင်ဝိညာဉ်သွေးကြောကိုလည်းအုပ်ချုပ်ခွင့်ပေးမယ်ဆိုပြီးဂရုပေးလိုက်ပါတယ်။ထန်းဟွာယွန်ကဒါကိုလက်မခံနိုင်ပေမဲ့ဝလင်းကတော့စိတ်ကိုမဝင်စားတာကြောင့်ညှင်းလိုက်ပါတယ်။ အရင်ကပြောခဲ့ဘူးသလိုပဲထန်းဟွာယွန်ကိုလာခဲ့ဖို့ကြိုးစားတဲ့ဘသူကိုမဆိုကျင်းတေပေါအသေးသက်ပြစ်မယ်ဆိုပြီးနီးစနစ်တစ်ခုကိုအသက်သွင်းလိုက်ကရှင်းနက်ဖျားအဆောင်ရှောက်ကိုဆင့်ခေါ်လိုက်တာကြောင့်ကျန်တဲ့သူတွေလည်းအံ့အားသင့်သွားကြပါတယ်။တိုက်ပွဲတွေကိုဆင်းသက်လာပြီဆိုတာနဲ့ဝလင်းဘက်ကနေတန်တမန်လင်းကြီးစီကိုတိုက်ခိုက်ခိုင်းလိုက်တာကြောင့်အဆောင်ရှောက်နဲ့ဆိုးကလည်းလက်နှစ်ဖက်နဲ့ဖမ်းရိုက်လိုက်ပေမဲ့တစ်ဖက်ကအသာရပဲရှောင်ထွက်သွားလိုက်ပါတယ်။ စွမ်းအားကတော့မစိုးဘူးဆိုပေမဲ့သူနဲ့တိုက်ခိုက်မယ်ဆိုရင်တော့ဒါဟာတောင်ကိုဖြိုးဖို့ကြိုးစားနေတဲ့ပရဲစိတ်လေးတကောင်ရဲ့ရုန်းကန်မှုပဲဆိုပြီးတိုက်ခိုက်မှုတိုင်းကိုရှောင်းတင်းရင်တန်တမန်လင်ကြီးကပြောနေခဲ့ပါတယ်။ဖန်ဆုပ်မှုကိုရှောင်းတင်းပြီးတာနဲ့အစီရင်တစ်ခုကိုအ мян ဖန်တီးလိုက်ပြီးအဆောင်အရှောင်းနဲ့ဆိုးရဲ့လက်တီးချက်နဲ့ထိတ်တိုက်ရင်ဆိုင်ပေးလိုက်တဲ့အခါစွမ်းအားနှစ်ခုထိတွေ့မှုကနေပောက်ကွဲစွမ်းအားတွေဖြစ်လာခဲ့ပြီးဝက်လင်းတို့လည်းနောက်ကိုပြန်ကန်ထွက်လာခဲ့ပါတယ်။ အဖြစ်ဆွမ်းအားတွေရှင်းလင်းသွားပြီဆိုတာနဲ့တန်တမန်လင်ကြီးကတော့လေဟာနယ်တဲကနေပြန်ထွက်လာခဲ့တယ်လို့ဝလင်းကိုနောင်တရစေရမယ်လို့ပြောလိုက်ပြီးထုံထမ်းပြသက်ကိုဆင့်ခေါ်လိုက်ပါတော့တယ်။တိမ်မဲတွေတဲကနေထုံထမ်းပြသက်ဆင်းလာပြီဆိုတာနဲ့ဒီအချိန်ကိုစောင့်နေခဲ့တာဆိုပြီးဝလင်းဘက်ကလည်းကောင်းကင်ဒုက္ခနတ်ဖျားအပြစ်ဒဏ်ကိုဆင့်ခေါ်လိုက်ပါတော့တယ်။ကောင်းကင်ဒုက္ခမန်တိတာနဲ့လင်ကြီးကအမြန်ဆုံးပြန်ပြေးဖို့လုပ်ပေမဲ့ဝလင်းဘက်ကတိုက်ခိုက်လာပြီဖြစ်လို့အန်ဂျိတ်ပြီးပြသက်နဲ့ခုခံတားဆီးဖို့စူးစမ်းလိုက်ပါတယ်။ တိုက်ခွတ်နှစ်ခုထိတိုက်တွေ့ဆုံချိန်မှာတော့ကောင်းကင်ဒုက္ခကထုံထမ်းပြတ်သက်ကိုအလွယ်လေးပဲဖြည့်ဆည်းပစ်လိုက်တာကြောင့်ပဝင်းကျင်တစ်ခုလုံးစုပ်ပြတ်ထွက်ကပေါက်ကွဲသွားခဲ့ရပါတော့တယ်။နောက်တစ်ကြိမ်ကြဆင်းလာတဲ့အခါမှာတော့လင်းကြီးအနေနဲ့ကာကွယ်စရာမရှိတော့လို့ဘေးနားမှာရှိနေတဲ့ဖြောင်းတန်းချစ်ကိုချုံနောက်လိုက်ကသူ့အတွက်အသေးခံတားဆီးခိုင်းလိုက်ပြီးတီနီယာကူးပြောင်းခြင်းအစီရင်တဲ့ကိုဝင်ပြေးဖို့လုပ်ပါတယ်။ဒီအချိန်မှာပဲဖြောင်းတန်းချစ်ကအသက်ဆွမ်းအားတွေကိုထုတ်သုံးကသူ့ကိုယ်သူဇတိပစ်လိုက်ပြီးတန်နမန်လင်းကြီးကိုအချိန်ဆွဲထားလိုက်ပါတယ်။ ကျောက်တိုင်းပြည်မှာတည်သွားရတဲ့အသက်တွေအတွက်လင်းကြီးဆိုတဲ့လူကပြန်ပေးဆက်ရမှာဖြစ်တာကြောင့်ကိုတိုင်းပြည်ကိုပြန်ပြီးကိုလိုယုံဖို့မစင်စားဆန်းနဲ့လို့ဖြောင်းတန်ချစ်ကပြောနေခဲ့တယ်လို့တန်တမန်လင်းကြီးကလည်းချုံနောက်မှုကိုဖျက်ဆီးပြီးအစီရင်တဲ့ကိုအမြဲဝင်ပြေးဖို့လုပ်ပေမဲ့ခြေတလန်းနောက်ကျသွားခဲ့ပြီဖြစ်လို့အထဲကိုမရောက်ခင်မှာပဲကောင်းကင်ဒုက္ခရဲ့ရိုက်ချက်တစ်ချက်ကိုခံစားလိုက်ရပါတော့တယ် အချိန်ဆွဲထားမှုကြောင့်တန်တမန်လင်းကြီးအနေနဲ့မသေးရင်တောင်ဒဏ်ရာအပြင်းထန်ရသွားနိုင်တာဖြစ်လို့ကျဉ်းနှက်ပါတယ်ဆိုပြီးဖြောင်းတန်းချစ်ကမသေးဆုံးခင်မှာရေရွတ်သွားခဲ့တယ်လို့အခုချိန်မှာတော့ထန်းဟော့ရွံရဲ့အကူအညီတိုင်းကသူ့နီးသူ့ဟန်နဲ့ပျောက်ဆုံးသွားခဲ့ရပါပြီ။တွေးတွေ့ရစီးနေတဲ့ထန်းဟော့ရွံကိုခြေထောက်ကနေတရွတ်တိုက်ဆွဲနေခဲ့ပြီးတနေ့ရအရောက်မှာတော့အပြင်းပြင်းနဲ့လွတ်ပြစ်လိုက်ပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီးဘလို့ပဲတွေ့ချက်ခဲ့ပါစေဝန်လင်းဆိုတဲ့လူတယောက်ကြောင့်ထမ်းမိသားစုအုံမြင့်ကြီးကအခုလိုမျိုးပျက်စီးသွားရလိမ့်မယ်လို့တခါမှမထင်မိခဲ့ကြောင်းထမ်းဟော့ရွန်ကပြောနေခဲ့တယ်လို့ထမ်းမိသားစုမျိုးဆက်တိုင်းရဲ့ဝိညာဉ်တွေကိုစူးစီးပြီးဝဲကရမုံတိုင်းကြီးတစ်ခုကိုဝန်လင်းကဖန်တီးနေခဲ့ပါတယ်ထမ်းဟော့ရွန်ရဲ့ခေါင်းကိုကင်ပြီးဒီဝိညာဉ်တိုင်းကမင်းရဲ့အစီရင်ကြောင့်တေဆုံးသွားခဲ့ရတဲ့လူတွေပဲဆိုပြီးပြောနေခဲ့တာကြောင့်ထမ်းဟော့ရွန်ကလည်းဒီကိစ္စတွေအားလုံးဟာဝန်လင်းဖိအားပေးလို့ဖြစ်တာဆိုပြီးတခုံးမကြံပြန်ပြောနေခဲ့ပါတယ် ဒါအပြင်သေးတဲ့အထိအထီးကျန်နေရတယ်လို့အသေးစိုးနဲ့သေပါစေဆိုပြီးထန်ဟော့ယွန်ဘက်ကနာကြီးမှုတွေနဲ့ဂျိန်စာတိုက်ခဲ့တယ်လို့ဝလင်းကလည်းသူ့ရဲ့မွေးရမိကိုဘလို့လုပ်ပြီးရှာတွေ့သွားခဲ့တာလဲဆိုတဲ့မေးခွန်းကိုပြန်မေးလိုက်ပါတယ်။သူ့ရဲ့မေးခွန်းကိုထန်ဟော့ယွန်ကပြန်မဖြေပဲတင်းခတ်နေတာကြောင့်ဗဟိုတပည့်တွေကိုခေါ်ထုတ်လိုက်ပြီးမျက်စိရှိမှပဲတယောက်ချင်းစီကိုတက်ပြနေခဲ့ပါတယ်။ပထမတော့ထန်ဟော့ယွန်လည်းဘာမှမဖြစ်တယ်လို့တောင်းခံထားခဲ့ပေမဲ့အချိန်ဆွဲလေအသက်ခံနေရလေဖြစ်တာကြောင့်ပြောပြမယ်ဆိုပြီးလက်လျှော့လိုက်ရပါတော့တယ်။ ။တန်ဟွာယွန်ရဲ့ပြောစကားကနေတဆင့်ဖြောင်းမြောင်ကိုင်းရဲ့ကောင်းချီမင်လို့ခေါ်တဲ့အဖိုးကြီးကြီးမင်ကနတ်ပေတင်လို့ခေါ်တဲ့နီလန်းကိုအသုံးပြုပြီးကူရှာပေးခဲ့တာဖြစ်ကြောင်းသိလိုက်ရပါပြီ။အဲ့ဒီလူကိုလည်းမှတ်ထားပြီးဖြစ်လို့မင်းကတော့တေလို့ရပြီဆိုပြီးတန်ဟွာယွန်ကိုဖမ်းချုပ်ကဝဲကရက်ထဲကိုပြစ်ထည့်လိုက်ပါတော့တယ်။ရှေမင်တောင်ကြားထဲမှာလောက်ခဲ့တဲ့နီလန်တိုင်းပြန်လုံးနေခဲ့တာဖြစ်လို့အခုချိန်မှာတော့ထန်းဟော့ရွယ်လေမိသားစုဝိညာဉ်တွေရဲ့ဝိုင်းဝန်းပြီးဝါမျိုးမဲဖြစ်ခြင်းကိုခံစားနေရရင်နာကျင်စွာနဲ့ပဲအသက်ဆုံးရှုံးသွားခဲ့ရပါတော့တယ် ဖမ်းမိသားစုဝင်တိုင်းရဲ့ဥကောင်းတွေဟာစူးစီးသွားခဲ့ပြီးမျော်စင်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်လို့နှစ်ပေါင်း၄၀၀ကြာခဲ့တဲ့ရန်ကြွေးကလည်းဒီနေ့ဒီအချိန်မှာတော့သွေးချောင်းစီးရင်အဆုံးသတ်သွားခဲ့ပါပြီ။ဖြောင်းမြောင်ကိုင်းမှာတော့အဖိုးကြီးကြီးမင်းကနတ်ပေတင်ဆရာတယောက်ဖြစ်တာနဲ့အညီကိုရဲ့ကံကြမ္မာကိုလည်းတွက်ချက်မှုကနေတဆင့်သိရှိနေခဲ့ပြီးပြီဖြစ်တာကြောင့်ကိုကိုကိုအဆုံးစီးရင်ပြီးဝက်လင်းလာကိုစောင့်နေခဲ့ပါတယ်။ဒီလိုနဲ့ဝက်လင်းရောက်လာတဲ့အချိန်မှာတော့အဖိုးကြီးကြီးမင်းကတေဆုံးနေခဲ့ပြီဖြစ်တယ်လို့ရေးချန်စီရင်တစ်ခုကိုဖန်တီးခဲ့ပြီးပြောကျင်တဲ့ဇာတ်တွေကိုခြံထားပေးခဲ့ပါတယ် ဘဝတလျှောက်လုံးမှာတာအိုနီလန်တိုင်းပဲတမာတိရှိအောင်နေခဲ့ပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀ကသူလုခဲ့မိတဲ့အမားတစ်ခုကြောင့်အခုချိန်မှာကက်ဘေးကြီးတွေဖြစ်ခဲ့ရကြောင်းအမားကိုဝန်ခံနေခဲ့ပါတယ်။ကန်တရားဆိုတာကိုယုံကြည်ထားသလိုဝတ်ဆိုတဲ့အရာကိုလည်းလက်ခံထားတာကြောင့်သူ့အသက်နဲ့ပြန်ပေးဆက်ခဲ့ပြီးပြီဖြစ်တဲ့အတွက်ဂိုင်းကိုတော့ဘာမှမလုပ်ဖို့မေတ္တာရက်ခံကျင်ပါတယ်လို့ပြောရင်းအစီရင်ကြီးကပြီးဆုံးသွားတဲ့အချိန်မှာတော့ဝလင်းလဲလဲပြန်လာခဲ့ပါတယ်။ ဝန်ကြားကြီးရွာကမိသားစုအိမ်လေးအတွင်းမှာတော့မိဘတွေကိုအယုတ်သေးပြုနေရင်တွေးကြွေးကိုလက်တုံ့ပြန်နိုင်ခဲ့ပြီဖြစ်တာကြောင့်အခုချိန်ကနေစပြီးကိုလန်းကိုရှောက်တော့မယ်ဆိုတဲ့အကြောင်းပြောပြနေခဲ့ပါတယ်။အိမ်မက်နေမြေထဲမှာတော့တရေသားပြောင်းလဲခြင်းအဆင့်ကိုရောက်တဲ့အချိန်ကျရင်အကြီးကဲစစ်ထူလည်းပြန်လည်နိုးထလာနိုင်တော့မှာဖြစ်ကြောင်းစစ်ထူနံကိုပြောပြနေခဲ့ပြန်ပါတယ်။မိသားစုအမတ်တရားတွေများစွာရှိတဲ့ဒီအိမ်လေးကိုနောက်ဆုံးတစ်ချိန်တေချာကြည့်နေခဲ့ပြီးတကားကိုပိတ်လိုက်တယ်လို့ရှင်သားရဲကိုစီးနေရင်ထွက်ခွာလာခဲ့ပါတော့တယ်။ နှစ်ပေါင်းလေးရာဆိုတဲ့အချိန်ဟာလက်ဖြောက်တစ်ချက်တီးခတ်လိုက်တဲ့အချိန်ခဏလေးအတွင်းမှာပဲကုံဆုံးသွားခဲ့ရပါတယ်။ငွေရွေးစင်ဘဝတုန်းကတော့မိသားစုအပေါ်ကိုဂုံဆောင်နိုင်ဖို့အတွက်နဲ့ကျင့်ကြံခြင်းလောကတွေကိုခြေချမိခဲ့ပေမဲ့ဒီလောက်ရက်ကနေပြီးမိသားစုတွေဘဝချင်းချသွားရမယ်လို့ဘသူကများထင်ထားခဲ့မိမှာပါလဲ။ဒီနှစ်တွေအတွင်းမှာလဆားချေဖို့တခုတည်းကိုပဲခေါင်းထဲထည့်ထားရင်အန်ဒရီရီကြားတဲ့ကိုတိုးဝင်ခဲ့တယ်လို့ကိုကိုကိုလည်းအဆက်မပြတ်ဖြစ်အားပေးနေခဲ့တဲ့နောက်မှာတော့ဒီနေ့မှာလဆားချေမှုကိုလုံနိုင်ခဲ့ပါတယ်။ ပူပန်စရာတွေမရှိတော့ဘူးဆိုပေမဲ့လည်းစက်ကြဝဠာကြီးကကြေပြောပြီးတရှိတတဝါတွေထွန်းတောင်းနေတာကြောင့်ဝလင်းဆိုတဲ့သူကလည်းဒီနေရာမှာပဲရက်တက်နေမှာမဟုတ်တလို့ကောင်းကင်ကိုဖီဆန်ဖို့ကြိုးစားနေအောင်မှဖြစ်ပါတယ်။စစ်မှန်မှုကြင်ကြံခြင်းလမ်းစဉ်ကအလွန်ကိုပဲခက်ခဲကြမ်းတမ်းနေရင်တောင်ရှေ့ကိုသာဆက်သွားနေအောင်မှဖြစ်ပြီးခွန်အားရှိမှပဲမိသားစုနဲ့ချီးရတဲ့လူတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။မိဘတွေရဲ့သူ့အပေါ်မှာထားတဲ့ချစ်ခင်မှုနဲ့ယုံကြည်မှုတွေကိုမြင်ရောက်လာခဲ့ပါတယ်။ စစ်ထုနယ်နဲ့စတင်တွေ့ဆုံခဲ့ပြီးကြင်ကြံမှုလမ်းကြောင်းပေါ်ကိုတင်ပေးခဲ့တဲ့အမတ်တရားတွေကိုလည်းမြင်အောင်လာခဲ့ပါတယ်။ဒါအပြင်ယွင်ထန်းကိုင်းမှလည်းသူပြန်လာမယ့်အချိန်ကိုအဆင့်6ဆေးလုံးဖော်ဆက်ပေးနေရင်စောင့်ဆိုင်နေမယ့်လီမူဝမ်ဆိုတဲ့အမျိုးသမီးလေးတဦးကလည်းရှိနေခဲ့ပြန်ပါတယ်။ဒီရာတွေအားလုံးရှိနေမှာတော့ဝလင်းနေနဲ့မိုးကောင်းကင်ကြီးကိုဖီဆန်ရမယ်ဆိုရင်တော့ဘယ်တော့မှတုံဆိုင်နေမှာမဟုတ်တော့ပါဘူး။ နှစ်ပေါင်း၄၀၀ရန်ကျွေးကဒီအပိုင်းမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပေမဲ့လောကကြီးတစ်ခုလုံးကိုစန့်ကျင်မဲ့ခက်ခဲကြမ်းတမ်းတဲ့ဝက်လင်းရဲ့ခရီးလမ်းကတော့အခုမှအစပဲရှိနေခဲ့ပါတယ်